ြောချင်တာကဘာလဲဆိုတော့ငါတို့ကထိတ်ဆော့ဥဖျားပဲကွာငါတို့ကရေးလဲဦးတက်မလို့ထောက်ခံတဲ့ကောင်နေပြီးတော့မင်းတို့ကရေးလဲဥဖျားငါတို့လာပြီးတော့နော်တစည်းလောက်အထက်မှာဝတ်တော့ပါကြည့်တယ်နေတဲ့အမခံတာဖန်ခံရမှာတုံလို့ပြောအဲ့ငါပေါ့နေကျွန်တော်နေအတက်ပြီးပေါင်းနေမှာတက်တာတူတူဖြစ်တာခါကြိုင်နေတက်တူပြောဆိုတော့ပစုံကောင်တက်ပြီးတော့လုံးရတယ်ကွာနောက်တစ်ခါတော့ပြီးတာ ဟယ်လိုချရတဲ့မြို့ဘပြည်သူညီကိုမော်နမများအလုံးမင်္ဂလာပါ News Page Channel ကနေပြီးတော့မှချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ၄နေ့ကျွန်တော်ဗိုလ်ဒုံးနေ့မှာပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မှာပိုင်းမှာနောက်ဆုံးကြားသေးတဲ့ဦးဖျက်ဖျက်တော်လန်တရင်တို့တရင်ကောင်းများစွာရှိတာပဲဖြစ်ပါတယ်ကျွန်တော်အယုံဆုံးနေနဲ့နောက်ဆုံးကြားသေးတဲ့စကန်တိန်အောင်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှတရင်တို့လေးတွေချိလိုက်ရအောင်နော်ပထမဆုံးတရင်တို့ဘုံအနေနဲ့ကတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထမ်းမြမာနယ်ဆက်တေပေါ်ဘိုးစစ်ကောင်စီတပ်စခန်းကိုကန်နလီပူပေါင်းတပ်တွေကနေပြီးတော့မှမနေ့ညနေပိုင်းမှာတင်ပရက်ရှိသွားပြီးပြီဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။စခန်းရသွားပြီးစခန်းကိုဦးစီးတဲ့အရာရှိပေါ်ဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံဖြူထောင်လဲနေချတယ်မနိုင်မန်းတီတော်မှလဲနေချတယ်ဆိုပြီးတော့မှစစ်ရေးတရင်မြေကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့တေပေါ်ဘိုးစခန်းကိုတော်လိုက်တရင်ကန်ပြီးတော့မှတင်ပရက်ရှိသွားတာမို့လို့ထမ်းမြမာနယ်ဆက်မှာဆွမ်းတော့စစ်ကောင်စီတပ်စခန်းလေးဟုတ်တာကြန့်ရှိတော့တာဖြစ်ပြီးတော့မှ အဲ့ဒီစခန်းတွေဆိုရင် Ocarita World Viewer ကိုတည်တက်လဲစခန်းဒီကပလဲစခန်းတို့ဖြစ်တဲ့ Supreme ကျွန်တော်နောက်ထပ်တည်တာပဲဖြစ်ပါတယ်2022ခုနှစ်မေလအတွင်းတေဘောဘုစခန်းကို Cobra စချောင်းနဲ့ Boe Sewa ဦးဆောင်တော်လိုင်းရေးတရီကနေပထမအချိန်တက်ခိုက်တင်ပိုက်ခဲ့ဘူးတယ်လို့လဲကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်အခုစင်ပေါ်တော့ဒုတိယအချိန်မျိုးကျွန်တော်ဘက်ကနေပထမတင်ပိုက်ရရှိသွားတာပထမစခိုးဒီကတော့သူတို့နီးပြောမို့ပါဝင်အရာရှိတွေကနေပထမမနိုင်မန်းတေတော်မှာလဲနေချလမ်းဖြူထောင်းလိုက်တာပဲဖြစ်ပါတယ်ကဲညူကတော့ပွဲချမ်းနေတာနော် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မန္တလေးတိုင်းမြင်းချက်မြို့နယ်မှာ PDF gate ကိုလာရောက်တိုက်ခတ်တဲ့ Champions တပ်နဲ့တပ်ပွဲဖြစ်ပွားပြီးတော့မှစစ်ကောင်စီတပ်သား20ဦးထက်မနည်းတေဆုံးခဲ့တဲ့ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ gate စကောင်းကိုဝင်စီးတာကျွန်တော်တို့က gate ကိုအတွက်စစ်ခိုးတွေနဲ့ထိတိုက်တွေ့တော့အဲ့ဒီမှာစပီးတပ်ပွဲဖြစ်တာတနေကုန်ကြာခဲ့တယ်။ညနေရောက်တော့မြင်းချက်မြို့ပေါ်ကနေစစ်ခွေးကားသုံးစီးလာပြီးတော့မှပြန်ပြီးနောက်ဆုတ်သွားတာပါဆိုပြီးတော့မှအညာရီတာတော်လိုင်းရင်ရဲ့စုရကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်တို့အတားတော့ပါနော်မြင်းချက်မြို့မှာရှိတဲ့အညာတော်လိုင်းပွန်တပ်ဖို့နဲ့ပြီးတော့မှ ထိုးဆစ်စင်တိုက်ခိုက်သွားတာပြမစခွေးတွေအားဆိုတော့အုံယုံနဲ့အလောင်းတွေပြန်လဲပြီးတော့မှတည်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်ဒီမှာကြာခင်မှာတော့ကျောတို့နဲ့အလုံးတည်ထားတဲ့အချိန်ပဲမြင့်ချန်နဲ့တွဲမှာရှိတဲ့စခွေးတွေနဲ့ပြူစောတိတွေကိုဖျက်ရှင်းမဲ့ဆိုပြီးတော့ကြေးကြော်ထားကြတာမလို့ဒါကတော့ကျတို့ရှစ်ပြေးနမိတ်လက္ခဏာအောင်ပွဲလို့ပဲပြောမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မရပထမဆုံးအနေနဲ့ကျမကတော့ကျတို့ကရင်တော်လိုင်းရဲ့ဖွဲ့စည်းရကနေပြမစကောင်စီရဲ့ necessity မြင့်တဲ့ကြောမှာရှိတဲ့စကားတွေကိုတခုပြီးတခုပေါ့နော်တင်ပြရရှိနေတာနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်အနေနဲ့တရားလေးကိုတင်ကောင်းနေပြောဆိုထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးပြောထားမလဲဆိုတာကျတို့စာချစ်လိုက်ရအောင်နော်ဒီဘောဘူဟာဂုံးမှာဘူဟာမူတယောက်ပါလက်မှတ်ချခဲ့တာဖြစ်ပါအဲ့တော့လေကစ်ကဘလူကြီးဘလူလေးကြောက်ခတ်ဥကိတာတေဘောဘော စွတ်တလီဝေါ်လီတကြောမှာဝေါ်လီပြူဟာရဲ့ဥက္ကိတစကံနှစ်ခုပဲကျန်ပါတော့ဒီနှစ်ခုရရင်တော့တိုင်းမြန်မာနယ်စပ်မှာစကံ၅ခုတည်းကနှစ်ခုထက်တော့ရင်တိုင်းမြန်မာနယ်စပ်တလျှောက်လုံးမှာစကံ၃ခုပဲကျန်တော့မယ်လို့ကျွန်တော်တို့တွေးစီရအဲ့တော့ဒီအပိုင်းမှာကဲနလီပီရပူပေါင်းတက်တွေဟာစကံတွေကိုတပတ်တွင်းနှစ်ပတ်တွင်းမှာဒါဆက်သိမ့်ပတ်လာပြည့်ပြူဟာဆက်စစ်မှုကြီးကြီးအဖြစ်ကရင်ထိုးစစ်စပြီလို့ကျွန်တော်တို့ ရုံရုံကြည်ကြည်နဲ့ပြောလို့ရပါတယ်။ဒီမှာတစ်ချက်အောင်းကမတင်မချဖြစ်နေတာကမြောက်ဦးကနှစ်ခုငါ့ကိုအမှုတ်ချိပါလားဆိုတဲ့တိစ္ဆာလေးတစ်ခုတော့ဒီသူတို့ရှင်ထဲမှာမတင်မချဖြစ်နေတာပြရပါတယ်။မိမိမှာသွေးနဲ့ချွေးနဲ့တိုက်နေတဲ့ရဲဘော်တွေကျွန်တော်တို့ဒိုင်းသားကြီးအောင်နဲ့ BF တက်တွေကိုချို့တော့ကိစ္စတွေမှာနားလည်ပြီးပါ။ချို့ကိစ္စတွေမှာမလူးလာမလွတ်တာတွေလည်းရှိပါတယ်နော်။ပြောပြလို့မရတဲ့အကြောင်းတရားတွေမြောက်များစွာနဲ့ချုပ်ကိစ္စတွေမှာအန်ချစ်ပြီး ညှို့ချထားတာအများကြီးရှိနေပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပေါ်လာတဲ့ကင်းနယ်လေး PDF ပူပေါင်းတက်တွေရဲ့ကင်းနယ်လေး KNDO ကရင်တက်တွေဥဆောင်ရဲ့ကင်းနယ်လေး PDF ကရင်ထိုးစစ်ကြီးကတော့ကျွန်တော်လိုက်လိုက်လဲလဲဂုံပြုတ်ကျူကျူကြောင်းပြောချရင်းနဲ့စကိုင်းပတ်လေးကိုခဏသွားကြရအောင်စကိုင်းပလဲမှာပလဲမှာတော့ရရှိတယ် ပလေကကန်တော့ပြူရောက်ကို PLA ဥဆောင်နေပခုတ်ကြီးရိုက်တရင်၁၁ ABDF နဲ့အညာဖြူဟာတရင်တို့ဟာဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာ၃ရက်ရှိတော့ပါပြီကန်တော့ကိုရရင်တော့အင်မတီနဲ့ဇီးလိုကုန်ပြူရာတွေကအကူတွေကပြေးမှုပြေးနေပါအဲ့တော့စကိုင်းတိုင်းမှာမင်္ဂလာတိုင်းစကိုင်းတိုင်းအဆက်တွေမှာတိုက်ပွဲတွေမိမိတနံဖြစ်ပေါ်လာမှုရှိနေသလိုမင်္ဂလာတိုင်းလည်းမှာတော့လက်ရှိမြင်းကြံခရိုင်ထူးစစ်စင်ရေးနေတယ် နဖိုးကြီးရက်စကန်တစ်ခုပဲကြားရဲမြို့ကိုတင်ပတ်တယ်ဒီမှာဆရာလေးမျက်ပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကနေလီနဲ့ပူဟန်တဖိုးဝင်နေတယ်ဒီမှာစက်ကောင်စီရဲ့တေပေါ်ဘောစကောင်ကိုနောက်ဆုံးအချိန်ရရှိထားတာပြီးတော့မှကျွန်တော်နေနေဆက်စီမင်းတဲ့ကြောမှာဆိုတော့တို့တင်ပတ်ရရှိဖို့လိုနေတဲ့တာတော့လေးခုလောက်ပဲကြန့်ရှိတော့တာပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ကျွန်တော်မန္တလေးနဲ့စကိုင်းကြားမှာရှိတဲ့ပေါ့နော်ပြူစောထီရော်တွေကိုတော်လန်ပူဟန်တဖိုးဝင်နေတယ်ဒီမှာ အပိတသိမ့်မဲ့ရရှိနိုင်ဖို့စ조사နေတာပြမပြစောတိတွေနဲ့စစ်ကောင်စီတဖို့တွေကိုအမုံကျိတ်တခတ်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်အနေနဲ့ညာရီတမလည်းပေါ့နော်ကျွန်တော်တောင်ပိုက်တိုင်းမှာလိုပဲအောင်ပေါ်တဲ့ဒီတဲ့ပို့ပြမကြိုက်ဖို့ရှိတယ်ဆိုတဲ့အကြောင်းပြပြပြတို့ပြောလိုပါတယ်။နောက်ထပ်ဗီဒီယိုတပို့အနေနဲ့ဘောမကျော်ဆိုးကနေပြမ PDF တွေကပြသူတွေကိုအကြောင်းမဲ့တက်ဖြတ်နေတယ်ဆိုပြမဘယ်လိုမျိုးအချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြမကြည့်လိုက်ရအောင်နော်။ နမောင်မျိုးနဲ့ဝက်ချုပ်ကြီးရွာမှာဝက်ချုပ်ကြီးရွာကဒီအလယ်တန်းမြဆီယာမတူနဲ့ခင်မုန်ဖြစ်တဲ့သူပြည်တဲ့တက်ဖြတ်သွားပါတယ်အဲ့ဒီဖြစ်စဉ်ကကျွန်တော်ဇွန်လတရနေ့မှာဖြစ်တယ်ဘုရားတရားကြီးနမောင်မျိုးနဲ့ဝက်ချောက်ဝက်ချုပ်ကြီးရွာပါဗျဝက်ချုပ်အချင်းပြညာထက်တန်းကြောင်းကွဲအလယ်တန်းမြဆီယာမဖြစ်သူတော့တန်းညွတ်အသက်က60တန်းနေပါအဲ့တော့တကယ်တော့သူပြည်စင်ယူရတော့မယ်အရွယ်ရောက်နေပြီသူ့ရဲ့ခင်မုန်ကဦးတောင်းခဲအသက်က59နှစ်သူတို့နေမှာရှိတဲ့ခါမှာဒီပြည်တဲ့လာလာပြီးကျွန်တော်တို့ဒီဒီလက်တွေတုပ်တယ်တုပ်ပြီးတော့ဥကောင်းလို့ကျွန်တော်တို့တနက်နဲ့ပြစ်ဖြတ်ပြီးတော့တက်ဖြတ်ခဲ့တယ်တော်တော်ချင်းနေဆိုးတယ်အဲ့တော့ဒီနမောင်မျိုးနဲ့မှာရှိတဲ့ဒီ PDF အဖွဲ့ခေါင်းဆောင်ရဲ့ ကိုကြီးအချက်လက်တွေရှိရင်ကျွန်တော်ပို့ပေးကြပါပြီးရင်တို့ရဲ့မိဘတွေစာသဖြင့်အချက်လက်တွေပို့ပေးကြပါအကြမ်းဖက်သမားရဲ့လက်ချက်နဲ့ကျွန်တော်2020 2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေပြီးတော့2025ခုနှစ်ဇွန်လတရက်နေ့ထိပညာရေးဝန်ထမ်းအားလုံးကျွန်တော်တို့89ဦးပြေဆုံးကြရပါတယ်ဒဏ်ရာရရှိသူ35ဦးရှိပါတယ်တို့ဆိုးပါတယ်ခြေနေတို့ဆိုးပါတယ်အဲ့လိုခြေနေရှိပါတယ်အဲ့တော့ကျွန်တော်တို့လက်နက်ကိုလက်နက်နဲ့တုပ်ပြန်မှာပဲရမှာပဲဒီကောင်တွေက လူမိုက်တွေပေါ့လူမိုက်ရန်ကားတွေပေါ့ဒီကောင်လေးကမိုက်ပြမှာဒီကောင်လေးကဥကျိုးမှာမမိုက်လို့မရဘူးလူမိုက်ကိုလူမိုက်ကြီးနဲ့ပဲနေနေလို့ရတယ်လူမိုက်ကိုလူမိုက်နဲ့ပဲချွတ်လို့ရတယ်လူမိုက်ကိုခင်ဗျာဘာနဲ့မှချွတ်လို့မရဘူးလူမိုက်ကိုလူမိုက်နဲ့ပဲချွတ်မှရပါလက်ရှိခင်ဗျာဒီ NGO အုပ်စုမှာလှုပ်ရှားနေတဲ့စစ်တူကြောင့်အုပ်စုတွေပေါ့ဗျာစစ်တူကြောင့်အုပ်စု NGO အောက်မှာလှုပ်ရှားနေ PDF ဖွဲ့တွေအဲ့ဒီကောင်လေးပေါ့လက်ရှိ PDF ခေါင်းဆောင်လုပ်တဲ့သူတွေက2021ရှေ့ကာလမှာဒီကောင်လေးကဘာလုပ်ရလဲဆိုတော့ထန်းတက်ကြတယ်နေစားသမားတွေနေစားသမားတွေထန်းတက်တဲ့သူတွေတနည်းအားဖြင့်ကျွန်တော်နွားတွေနွားတွေနွားဆက်တဲ့သူတွေဝတ်တိုးဝတ်တိုးသမားတွေဝတ်တိုးဆက်တဲ့လူတွေ ဘသူဆက်တယ်လေအဲ့ဒီလုံလုံနေတယ်သူတွေနေစားသမားတွေဒီကောင်တွေကတပွားလုံးသူတို့ကလူလို့သူလို့မနေခဲ့ရဘူးလူသူလို့မနေခဲ့ရဘူးပျော်ရရနော်ပစ္စည်းမဲ့ဒေါသတွေသူမှရှိတယ်ပစ္စည်းမဲ့ဒေါသတွေရှိတယ်အဲ့တော့တရက်တက်ပြားခင်ဗျားကလည်းဒီထိုင်းရောနတ်မောင်တောက်နိုင်တယ်ကောင်မဟုတ်ဘူးဆက်လေးပြူဆိုဝေးအဲ့တော့ဒီသူတို့ပြောတဲ့ဒီຫນွေဦးတော်လိုင်းကြီးပေါ့ဗျာသူတို့ရဲ့ဒီလှိုင်းပေါ့ຫນွေဦးတော်လိုင်းကြီးကနေပြီးသူတို့ကအာတနက်ဒီကောက်ကင်လေကောက်ကင်လေပြောတနက်ဒီကင်တနက်ဒီကင်ပြီးတော့ဒီရဲ့အရာလာတိပါတနက်ရှင်သူတို့ကအားလုံးလုပ်လို့ရတယ်ပေါ့ကြည့်ရတယ်အားလုံးလုပ်လို့ရတယ်လုပ်လို့ရတဲ့ကောင်ဒီကောင်ကဒါနဲ့တာရပါလား NGO အုပ်စုကြာဆုံးတာကအဲ့ဒါ တို့ရမအောင်မြင်တာဘာကြောင့်စာမတက်ပေမတက်တကယ်ဇရိုက်တယ်အပေတွေကအပေတွေလက်ထောက်တဏှတ်တွေရောက်ပါတယ်တဏှတ်တွေရောက်လာဒီတဏှတ်ကဘလို့လုံးလို့ရတယ်တကတ်တချက်တွေမရှိဘူးမသိဘူးမသိကလှုပ်ချင်တာလှုပ်တယ်လှုပ်ချင်တာလှုပ်တော့ဒါကျွန်တော်တို့ကြားမကောင်းနိုင်ဖြစ်တာပေါ့အန်ယူဂျီအုပ်စုကြားဆုံးရကြအဲ့ဒါပဲအန်ယူဂျီအုပ်စုကလည်းသူကလည်းဒီအဲ့ဒီကောင်တွေနဲ့ပဲသူရဲ့ဒီရန်တရားကိုတိောက်တာအဲ့ကောင်တွေကလည်းဆက်ကြီးတွေကောက်တယ်သူတို့ပေးတယ်ဆက်ကြီးတွေကောက်တယ်သူတို့ပေးတယ်တက်ချင်တယ်တက်တယ်ဓမြတိုက်တာဒါနဲ့ပဲလဲပတ်နေအညာသားတွေတဏှတ်ကန်ရတာမင်းတို့ပါအာနာလူလို့ပေါ့နော်ဇာကလေးကောင်းတော့ခုချိန်ထိ ။နောက်တော့မှကိုယ်ဝဲပြပြမတိအသေးပဲနဲ့ကျွန်တော်အညာသားတွေကပစ္စည်းတွေမဲ့လို့ကျွန်တော်တို့ပြည်သူတွေကိုအကြောင်းမဲ့တပြည့်မှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှအားချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်။အရင်ကကျွန်တော်တို့အနေနဲ့ထမ်းသိပ်ပြီးတော့မှကိုယ်လေရမှာလို့ဆိုင်နေပါတော့ဘောကိုအေးချမ်းချမ်းပျော်ရွှင်စွာနဲ့လုတ်ကင်စားတော့ခဲ့ကြပြီမြတ်ခုဆိုတော့တို့အညာတော်လန်ရေးပူဝန်တို့ဖို့နဲ့နေပြီးတော့မှစစ်ကောင်စီနဲ့တို့အောက်ခြေမှာရှိတဲ့ပြည်သူတွေညပန်းနေစစ်နေတဲ့စစ်ကောင်စီလက်အောက်ခံအုတ်ကြီးတလန် ဖူစော်ရီတို့အခုဆိုရင်အမုံချိတိုက်ခိုက်နေတာပြီးတော့မှကျွန်တော်အားလုံးတည်ထားတဲ့အချိန်ပဲဒီဘောဘောတွေကနေပြီးတော့မှဒလန်အူကြီးတွေကိုရှင်းပြတယ်ဆိုတော့ပေါ့နော်ဗီဒီယိုတွေကိုတက်ဖြတ်တယ်ဆိုပြီးတော့မှဝါရဖျံပေါပန်လေးစပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီကျော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ဘဗီဒီယိုတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုချိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုတလောကောင်းကြီးပိုင်းအနေနဲ့ပေါ့နော်။နေရာယူထားတဲ့ဇော်ဘုံဟင်းစစ်ကောင်စီနဲ့ပြီးတော့မှပြန်လည်ဖမ်းဆီးတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပေါ်ကုန်ဘလူမျိုးတွေပြရမလဲဆိုတော့ကျွန်တော်တက်ချလောက်အနားထောင်ကြည့်လိုက်ရအောင်နော်။အခုတော့ဘယ်ကင်ကောင်းတာပေါ့အပြစ်မှာဆိုရင် PDF ကဖတ်ပါရင်ဘာပြတ်ခံရမလဲတက်ခံရမလဲစစ်ကဖတ်ပါရင်ထောင်ချောင်းမှလည်းလိုအားမရှိဘူးဒီမှာမဟုတ်လားဒီမှာပြအဲ့တော့သိုးလေးကအကောင့်တစ်ခုပဲပြောရပါဒါတပိတော့လည်းရေရက်တွေကတုံးတက်ပါတယ် ကအဲ့လိုဆဲဆိုမိတာလေးတွေအများလားတကယ်လို့ကျတော့ဒီကြီးတွေဒုကြီးကိုတုတ်တက်တာဟုတ်မှန်ပါဘူးအဲ့တော့ဘာလို့တော့စိတ်ကောင်းစိတ်မကောင်းဘုံကလွဲလို့ပေါ့ဒါနဲ့ကုတော်ကောင်းရင်အတူတည်းကဟိုဟာပေါ့အတူတည်းကအကောင်းမဲ့ပြန်တန်ကောင်းတယ်ကွာမှန်ပါဘူးစစ်တပ်ကခိုင်းရဲ့စစ်တပ်ကဆောင်မဲ့ခါမှန်ပါဘူးပြည်ရဲကခိုင်းရဲ့ရဲဆက်ဆက်တန်းရဲဆက်ဆက်လို့အဲ့တော့ပြည်ရဲအန်ဒီရဲကတော့ပြေးဝေးသွားတာပေါ့ တော့မလို့လားကျွန်တော်တကယ်လို့ဒီရောတို့ကကျွန်တော်တို့တော်တော်ကုလို့မှာတဲ့ဦးတို့ကတော့ကတ်ကြီးရဲ့တော့လောဝိုင်းရထောက်ကတ်မျိုးကတော်တော်မင်းတို့အများကြီးရှိရဲ့ဟိုနောင်တော်လေးတို့ဟိုကပေါ်အောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနာမည်ဒရာမစပိုက်တာဆူတို့ကတော်မိုးတို့အများကြီးရှိရဲ့လူတွေဆိုလို့ရှိရဲ့အပြင်သွားရမလို့ဘူးလေကျွန်တော်ဒီရဲ့အန်ဒီရဲ့ကြောက်အောင်ပါအဲ့တော့ကုတော်ဖောက်ရတာဌာနမှာတော့တကယ်လို့ထောင်နဲ့ရောက်ခဲ့ရဲ့လေ တောင်ထဲမှာတော့ဥစဉ်လိုက်နေခဲ့တယ်မြို့လည်းနေခဲ့တာပေါ့ဗျာတွေ့မှာပြတောင်ထဲမှာတော့ဥစဉ်စစ်စာအုပ်လေးခိုင်းလိုက်ဟုတ်လားတွေ့မှာအဲ့ဒါစာကြောပြီးတော့လည်းခေါင်းကစားပုံမှန်လာလို့ရှင်ခေါင်းကိုစားလို့ရတယ်အနေနဲ့တွေ့မှာပြတော့ဥစဉ်စစ်တောင်ထဲမှာတော့အစီအစဉ်ကျမကြီးအသက်ရှင်ပုံပြီးမှအသက်ရှင်သွားတာပေါ့တွေ့မှာပြအသက်ရှင်ကြောင့်ဒီလမ်းကောင်းနေခေါင်းထဲမှာလုတ်ပေါ့မပေါ်တော့ပြောနေပြောစားပြီးပြတ်တတ်တယ်နော်သူတို့ဘဲတော့ဒါ အခုလိုမျိုးဖမ်းခိုင်းတဲ့အချိန်မှာသူတို့ဘက်ကနေပြည်မကာကွယ်မပေးဘဲနဲ့အခုဆိုရင်ထောင်ထဲမှာပြည်မထက်ပိုပြည်မနတ်လို့ရတယ်ဆိုတဲ့အကြောင်းတွေသူကနေပြည်မဖားရပြည်မပြောဆိုနေတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့သူလည်းဇဝင်းလိုမျိုးထောင်ထဲဆွဲစီခိုင်းမှာကြောက်လို့ပေါ့နော်ပြောလို့မျိုးဆိုရပြောဆိုနေတာပြည်မဒီကောင်းတွေကဆိုတော့ကိုကျိုးချာအတ္တသမားတွေဖြစ်တယ်ဆိုတော့ကျတို့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဓမြသမားပြပြအခုဆိုရင်ဒီဇဝင်းဖမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘောမဲကွဲကတော်တော်လေးကိုကဘာပြစ်နေကြတာပြည်မဒါကိုလည်းကျတို့ခုရဲ့ပိုင်းခြေလောင်ဆောင်နဲ့ချားနေရတာပဲဖြစ်ပါတယ် ဒီကြောင့်လည်းပတ်သက်ပြီးတော့မှပဲအခုလိုမျိုးပေါ်ပန်းလေးစရယ်ပြောပြတော့မှပါနော်ကိုကျိုးပဲကြည့်တဲ့ပေါ်ကုံးကိုကိုစီရနေမျိုးမှဘယ်လိုမျိုးပြပြနေနေအဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် PDF ကဖမ်းသွားပြီးတော့ PDF ကမတက်ပဲနဲ့ထောင်ချလိုက်လို့နော် PDF ကဖမ်းသွားတယ်တိုင်ရင်တစ်ခုက MOD အောက်ကတိုင်ရင်တစ်ခုကနော်ဖမ်းသွားပြီးတော့အဲသူ့ကိုမတက်ဘူးဒါပေမဲ့ ပီဒီအက်ကတရားရုံးတင်လိုက်တယ်ပြီးတော့အဲစစ်ကြောရေးထောင်ထောင်ချလိုက်တယ်ဆိုရင်ငပေါက်ကအခုလိုထွက်ပြီးတော့အေးတကားကြီးသဘောဟင်းကကံကောင်းတယ်နော်ပီဒီအက်ကဖမ်းရတာမတက်ခံသေးဘူးထောင်ချခံထိတယ်အဲ့တော့ထောင်ချတဲ့အတွက်တော့နော်အဲထောင်ထဲမှာထောင်သာစားပြီးတော့ထောင်လုံးလုံးပြီးတော့နေလို့ရတယ်ကံကောင်းတယ်လို့ပြောရင်ဒါ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 လမ်းကြောင်းမှန်တယ်ဟင်းအခုဟာကပီဒီအက်ကဖမ်းတာမဟုတ်ဘူးလေဘဝကအသက်ကရင်းပြီးထောက်ခံထားတဲ့ကောင်တွေကစကားလေးနည်းနည်းမှားတာနဲ့စွက်ကော့ပြီးဖမ်းလိုက်တယ်ဆိုတော့အရာကြီးရစဉ်းစားကြည့်လေဟုတ်တယ်မလားနောက်မှပြန်လွှတ်လာမလွှတ်လာအသာထားလိုက် နော်အခုဒါပြန်လို့မျိုးဆိုရှိနေကြတယ်လက်ရှိဒီမျိုးသားရဲ့ဓမ္မတွေအကုန်လုံးကစစ်တပ်နဲ့တွားပြီးရှိနေကြတယ်ဇော်ဘုံဟင်းတို့နော်လွတ်လာရင်လည်းလွတ်လာနိုင်တယ်မလွတ်လာရင်လည်းထောင်ကျနိုင်တယ်ဒါဘလို့ဖြစ်မလဲတော့မပြောတတ်ဘူးဒါပေမဲ့ဒီအချိန်မှာဝိုင်းပြီးတော့သူတို့လူမျိုးတွေကဝိုင်းအော်အောင်ပုံတယ်သူတို့ဖတ်တူတာအချင်းချင်းမအော်တဲ့ချိန်မှာဖြစ်တယ်ကံကောင်းတယ်ဟုတ်လားဟုတ်တယ်နော်ဟေးနော်ဒီဗီဒီယိုဖိုင်လေးမှာငါကပ်ရှင်ရသွားပြီးခေါင်းစဉ်တိတယ်ဇော်ဘုံဟင်းဖန်းခံထိတာကိုဝမ်းသာနေတဲ့အရေးကြုံမပေါ့ဟာစောင်းလိုက်တဲ့ခေါင်းစဉ်ဟုတ်တယ်နော်ငါရေးတာမှားတာငါအဲ့ဒီကပ်ရှင်ရင်းမှာမှားတာ ဲ့လိုပဲရေးရမှာပေါ့ဒူခုဖြစ်နေတာဟာအဲ့လိုမရေးနိုင်ချင်ကိုတိကငါပြောသလိုအာဒါတတိုင်းမရောက်နိုင်လို့မဟုတ်ဟေးအဲဒူဒူတက်ချက်ဒူတက်ချက်ဆိုးဝင်လို့မဟုတ်ဘူးဟေးတတိုင်းဆိုးဝင်လို့မဟုတ်ဘူးနော်တိုင်းမှုတွေမဟုတ်မန္တလေးတိုင်းမှုမဟုတ်ပြန်တာခင်ဗျားတို့ကဒါလောက်ထိအမှန်လို့ခင်ဗျားတို့နေခေါ်ပြီးတတိနော်တတိပေးလို့ရတယ်နောက်ဆုံးဖုံးဆက်ပြီးတတိပေးလို့ရတယ်ဗျဇော်မော်ကြီးမင်းပြောလာတယ်ဘယ်ဟာလေးချော့ပါနော်ဘလို့တော့မပြောနဲ့မင်းပြောတာတက်မလို့ပုံရိပ်ကိုထိခိုက်တယ်ငါတို့ပုံရိပ်ကိုထိခိုက်တယ်ငါတို့ကဘာမှမရှိတဲ့စောက်ချင်မကောင်းတဲ့ပုံရိပ်တွေကိုထိခိုက်တယ်စက်တဲ့ဖြစ်တတိအရင်ပေးလို့ရတယ်လေဘာမှလက်ဖမ်းစရာအကြောင်းမရှိဘူးလေဒါလောက်ဘောအောင်တက်ကွာရင်းပြီးတော့နော်အသေးခံပြီးတော့ ဝိညာဉ်နေတဲ့ဒုတိယကိုဟုတ်တယ်မလားဒါတွေသူပြောရမှာလေမပြောမင်းနဲ့ဘာဖြစ်တယ်တခါကြီးဇောဘိုးဟေးကိုစစ်တပ်ကဖမ်းသွားတယ်ကန်ကောင်းတယ်ဆိုတော့အဲ့တော့ဇောဘိုးဟေးဖမ်းခံထိတာငါပေါက်ကပျော်လို့ပေါ့ရှင်းနေတယ်ဟာကြီးဟုတ်တယ်နော်ငါပြောတာမလုံဘူးနော်ဟုတ်လားလွန်းလားအေးအဲ့လားမဲဖက်ငါပေါက်နော်သိလားမင်းကလူရုပ်မှာနော်သိလားအေးအဲ့တော့မင်းလူရုပ်မှာဆိုတော့အဲ့ဒါမင်းပြောတဲ့ပြောတဲ့ပြောရက်တွေကတက်တယ်ပဲနော်ကျုံလို့ပြောရမယ်အဲ့ဒီငပေါက်နဲ့ကျွန်တော်နဲ့အတက်တူတူတယ်ကွာဒီငပေါက်နဲ့မှာအတက်ကတူတူဖြစ်တာတခါကြရင်လည်းတက်တူပြောတူဆိုတော့ပစိုးကောင်ကြပြီးနဗန်းလုံးရတယ်ကွာနောက်တစ်ခါတော့ပြီးလား ကိုစီရတော့ပေါ့နော်ဂျာရက်ကနေပြီးတော့ငါပေါ့ကိုစင်ခေါ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဘိုးရင်ဘန်းရဲ့ရက်ကစနဲ့ပတ်သက်ပြီးတော့မှပေါ့ကရောတော်တော်လေးကိုပြောရှင်နေပုံရပြီးတော့မှထောင်းထဲမှာပဲပေါ့နော်ဇော်ဘင်းကနေပြီးတော့မှတစ်တောင်းတစ်တာနဲ့နေလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေတိပြောဆိုနေတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ချမ်းပြည်ဒီကောင်တွေကတော့အချင်းချင်းကောက်ွယ်မပေးဘဲနဲ့ဒုက္ခရောက်နေတယ်ဆိုရင်ပြစ်ထားပြီးတော့မှကိုကျိုးပဲကြည့်တဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လေဘုံမရေယိုကိုက်တွေတည်တင်းနေတာပဲဖြစ်ပါတယ်။ဇိုဘိန်မကားလို့ပေါ့နော်ကျွန်တဲ့အုပ်စုတွေလည်းဒီလိုမျိုးစစ်ကောင်ဆင်းနေပြီးတော့မှလှုပ်လာမှဖြစ်လို့အခုချိန်မှာနောက်မချသေးခင်ကျွန်တော်တို့ဘက်ကလည်းအလင်းမြတ်ဆုံး ူပြောင်းပြီးတော့မှပြည်သူတွေစီကနေပြီးတော့မှအချိန်မေတ္တာကိုပြန်လည်ရရှိတင်နေပြီဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသာကိုကြီးဆိုတဲ့ငနယ်ကအခုဆိုရင်သူ့ရဲ့ cycle နဲ့ပေါ့နော်ယင်းတွေကိုစစ်ကောင်စီကနေပြီးတော့မှ license ရှိမရှိစစ်ဆေးသွားတယ်ဆိုပြီးတော့မှပေါက်ကွဲပြောကြားထားတဲ့အားလဲကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။တကယ်နေမှာဦးဖျားနော်ခုနကကိုကြီးပြတယ်ကိုကြီးရဲ့မော်တော်ဆိုင်ကယ်တွေ၃စီးရှိနော်ကိုကြီးမော်တော်ဆိုင်ကယ်တွေကိုရဲတွေအများကြီးလာစစ်သွားတယ်ဟာနော်လိုင်စင်ရှိမရှိ ဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုယူကနမယ်ရမ်းကြည့်လို့တာဟမ်နမယ်ရမ်းကြည့်လို့ကိုယူကိုထိတ်ဆုံးအောင်ဆက်တာဟမ်မင်းတို့ကောင်ဒီမှတ်ထားဖို့ကကိုယူကဥပဒေဘောင်ထဲမှာနေရဲကောင်အဲ့ဆိုင်ကေ၃စီးလုံးတိုက်စင်တက်တန်းနေနေနော်အဲ့မှာကဝိတောက်ကစီးရအောင်မို့ငါတို့ကဥပဒေဘောင်ထဲမှာငါတို့ကနေတာကနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ဥပဒေရဲ့လုံခြုံမှုငါတို့ကရအဲ့တော့မင်းတို့ဘာလို့လို့ရဘာမှလို့လို့မရဘူးပြန်သွားရတယ်ကိုယူပြောချင်တာကမင်းတို့တက်မလို့ပဲငါတို့ဥလို့အုတ်ချုပ်နေအစိုးရကိုကိုယူကိုသဘောကျတာအဲ့ချက်ကွာ နော်ဥပဒေပေါင်းထဲမှာနေထိုင်တဲ့လူများဒုံချုံမှုပြည့်ရှိခေါင်းပြောင်းအောင်အေးလို့ရတယ်မင်းတို့စောင်းရှောက်ပေးရတယ်ကျေးဇူးတင်နော်ဘယ်လိုပဲဖြစ်ဖြစ်တရက်နေမှာကိုကြီးလို့ဘာမဟုတ်တဲ့စိုင်ကလ်လေး၃သိန်းတော့မလိုင်စင်ရှိပြီလာစစ်တယ်ဆိုတော့မင်းတို့အများကြီးဖမ်းနိုင်ပါသေးမင်းတို့ဒီဝတ်တောက်ကားတွေဝတ်တောက်စိုင်ကယ်ကိုပပျောက်တော့မင်းတို့လုံးနိုင်ပါသေးလို့ကိုကြီးကဆူတောင်းပေးတယ်ကွာမင်းတို့လုံးကြလုံးနိုင်တော့လုံးကြကိုရောအပီးဘာကြောင့်တော့ငါတို့ license နေစီးတာဟုတ်ဟုတ်လားကိုဇော်ဖိုးကြီးဘာပြဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အတန်ကြားတယ်ကိုကြီးကတော့မထင်ဘူး ြောချင်တာကဘာလဲဆိုတော့ငါတို့ကထိတ်ဆော့ဥဖျားပဲကွာငါတို့ကရေးလဲဦးတက်မလို့ထောက်ခံတဲ့កောင်နေဆိုတော့မင်းတို့ကရေးလဲဦးဖျားငါတို့လာပြီးတော့เนาะတစည်းလောက်အထက်မှာကိုတောက်ပါကြည့်တယ်ဒီနေတဲ့အမခံဟန်ခံမှာအင်းဒါတော့တည်တယ်နော်မင်းတို့ကထိတ်ဆော့ငါတို့ပြီးရပိုင်နေဘာညာဆိုတဲ့လူမျိုးတော့ထင်နေတာဘာမှမပြီးဘာမှလည်းမပိုင်ဘူးငါတို့ကပိုက်ပြီးတာပိုင်တာဆိုလို့ဥတွေပေါင်ထဲမှာနေထိုင်တာပဲပါတယ်ပိုင်တယ်ဘောပေါ့လားဥတွေပေါ်တော့နေထိုင်သေးပြီမင်းတို့စစ်တက်ရဲငါတို့ဘာမှလုပ်လို့မရဟုတ်ပြီလားမင်းတို့ဘလောက်အကြောင်းရှာရှာလုပ်လို့မရ ဒီကောင်တော့ပောက်ကွဲနေတာနော်အခုဆိုရင်သူတို့မိုးမတွေကိုစစ်ကောင်စီကနေပြီးတော့မဇီယိုပေါ့အနေနဲ့ဝှတောက်ကားတွေစီးမစီးပြန်ပြီးတော့စီးဆက်ရေးယူဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေထိပြောဆိုလာတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကတော့ကျွန်တော်တို့လိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးဖို့အနေနဲ့တသာဟုတ်ဆိုရင်သူတို့အောက်ခြေဝန်ထမ်းတွေကိုကြားတော့ပေါ့နော်လူချင်းချမ်းသာခွင့်ပေးရတဲ့ပုံစံမျိုးတွေလှုပ်ဆောင်နေတာပြီးတော့ဘုံမရကွက်နဲ့ကျွန်တော်တို့တလန်ပီတူတွေပုံမှာရေးဆဲရုံမာတဲ့နီလန်းတွေအသုံးပြုလာတာပဲဖြစ်ပါတယ်ဒါကတော့သူတို့အနေနဲ့ဘတ်ဂျက်ရရှိနိုင်အောင်နီးပေါင်းစုံနဲ့ပြီးတော့စူးစမ်းနေတာမို့လို့ ခုဆိုရင်ဘောမရက်ကွက်နဲ့ပေါ့နော်ကျန်တဲ့ပြီးသူတရလုံးကနေပြီးတော့မှစူပူအောင်ကြောက်မှုတွေပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးရင်းနဲ့ပူတူမနဲ့ပြီးတော့မှအခုချိန်မှာချီဖွေမျိုးရည်ကြီးနေရတဲ့အချောင်းရင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ကိုချင်မီမှာချီဖွေမှာရည်ကြီးတာကတဘာဝအကြောင်းရည်ကြီးရရှဲခြင်းမဟုတ်ခဲ့နဲ့လူလုံးတက်ပြီးနော်။နေရာတူတွေမဆမတဲ့တူပေါ်ရောင်းချတဲ့အတွက်တဘာဝပတ်ဝန်းကျင်နေထိလိုက်တယ်။အဲ့ဒီချီဖွေမှာပဲ ဒေတာခန်တွေကနော် KIA အနေနဲ့မိသားသက်သူတွေမတူဖို့တရုတ်ကိုရောင်းမစားဖို့ဆိုပြီးတော့တက်ခွက်ဆန္ဒပြလို့ဆန္ဒပြရတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နေတယ်တော့ခေါင်းဆောင်အယောက်50ကိုဖမ်းသွားတယ်။ဟမ်ချီဝေပါဖြစ်သွားတာနော်။ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA ကမိသားသက်သူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွန်းမှမဟပါဘူးငွေဖမ်းပါဘူး။ဘာမှမပြောပါဘူးဆိုရင်တတိကိုပေးပြီးတော့ခံဝင်တတိထိုးပြီးတက်လောက်လိုက်တယ်။ နော်အဲ့ဒီလိုလက်ရှိပြည်မှာကချင်ပြည်နယ်ချင်းပြည်တို့ပန်ဝါတို့နေရှားတက်တို့ရဲ့အစမတန်ရောင်းစားရောင်းသူရတဲ့ပတ်စံတွေအကုန်လုံးသူတို့အိတ်ထဲထက်ရရတဲ့ပတ်စံတွေကနေပြီးတော့လမ်းနဲ့မောင်ကိုတင်လို့နိုင်ငံတော်ကိုပြန်ပြီးပုံကန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံစာရတွေမိပုံမြောက်တယံစာရတွေကိုလိုင်စင်မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးနဲ့လာပြီးတော့လက်နက်ကန်ပြီးတော့နော်နေရှားတက်တို့ဒီနေရှားတက်တို့ကိုဘာကြောင့်ဒီကထားပြီးပြောနေဆိုရင်ဥမာကြောက်စိမ့်လည်းပဲတူးလာတယ်နေရှားလည်းပဲတူးလာတယ်ဘာกว่าလဲဆိုရင်နေရှားတက်ထူကရေရောမြေရောကိုဖြည့်စစ်စစ်နေရှားတက်ထူတူးလိုက်လို့ရှိရင်အဲ့ဒီမှာရှိရင်ရေကလည်းပဲရင်းနေတက်တော်ပါလေတေရော အဲ့ဒီရေထဲကိုကြာလဲရေနဲ့တက်ဝါလေးတေးတယ်။မြေကြီးဆိုလို့ရှိရင်လည်းအဲ့ဒီကောင်းမြေမှာတေးနေစိုက်ကျိုးစားလို့မရအောင်မြေဩတာပြစ်နေတယ်။ဒါကြောင့်မလို့ဘယ်သူ့ကိုမှကောင်းကျိုးမပြုတ်တဲ့အခုလိုမျိုးလိုင်းစဲမဲ့ဝတ်တောက်တေးကိုလဲပဲရှူရနေလည်းက နော်ကားဝတ်တောက်ချိန်မှာဂိတ်မှုပဲအဲ့ဒီလိုမျိုးဝတ်တောက်တယ်ဝတ်တောက်တယ်ဝတ်တောက်တယ်အများကြီးရှိတာကိုဆိုတော့လဲဆက်စစ်ဖော်တော့အရေးယူပေးဖို့လိုအပ်ပါတယ်လက်ရှိဆိုရတာမလုပ်နိုင်ဘူးဆိုရင်ရွေးကောက်ပွဲကနေတက်လာမယ်ဘလို့အစိုးရကဘယ်ပါဘူးကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျွန်တော်တို့ပြည်သူလူထုကစောင့်တင်းနေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မယ်အစိုးရမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့မျှော်လင့်ဆောင်စားနေပါတယ် ြောလိုက်တော့လေကြီးလေကျင်းနေပေါ့နော်ကျတို့ကချင်ပြည်နယ်မှာဆိုတော့ကဲကနေပြီးတော့မြေရှာတထုအလွန်ကျွန်းသူဖို့မှုတွေကြောင့်ခုဆိုခြေဖွေမျိုးမှာရေးကြီးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျိုးလိုမျိုးစားပြောဆိုနေတာပဲဖြစ်ပါတယ်သူတို့ပြောချင်တာကတော့အဲ့လိုမျိုးလိုရတယ်ပြီးတော့မှဆန္ဒပြတဲ့ကျတို့ဒီကချင်ဒေသခံပြည်သူတွေတော့မှ ကဲဘက်ကနေပြမဖန်းစီခေါ်ရိုက်တာတလဲရှိနေတဲ့ဆိုပြမကျတို့ကိုတွေ့ခွက်တက်ရှုတဲ့နေလောက်နေတုံပြနေတာပြမတို့အနေနဲ့ဆစ်ရှုံးပြီဆိုတာနဲ့အဲ့လိုမျိုးလှုပ်လေလှုပ်ထားရှိနေတာပဲဖြစ်ပါတယ်ကျတို့အလုံးတည်ထားတဲ့အချိန်ပဲကျတို့ကချင်းပြည်နယ်သားမကဘယ်ပေါင်းစုံမှရှိနေတယ်ပေါ့နော်တလန်ပြည်သူတွေကနေပြမတို့ထိန်းချုပ်ထားတဲ့နေရာတွေတာတွေမှာကျတို့ဘက်ကနေပြမဆေးဘတ်ဂျက်နေနဲ့ရရှိနေအောင်ညီပေါင်းစုံနဲ့ပြမစ조사နေကြတာပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့စကောင်စီနဲ့ဖက်ဆက်အာနာရှင်စနဲ့ဒီနေ့မှာအပြက် ချင်းမနိုင်အောင်ကျွန်တော်ဘက်ကနေပြီးတော့ဝိုင်းဝန်းစ조사တွေချက်တာမလို့ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့လည်းရရအနေနဲ့ဒီတော်နဲ့မှကုညီထုတ်ဖို့ပြင်မယ်ဆိုရင်တော့အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲကျွန်တော်မြန်မာကြာခင်ကာလမှာဆိုရင်တော့ Federal Democracy လမ်းစဉ်နဲ့ငင်းချရဲ့အစ်စ်မှာရရှိတော့မယ်ဆိုတဲ့အကြောင်းထလောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မျိုးပါပြည်သူများလုံးထူးချေဆိုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့နေ့တက်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမခေါင်းတောင်းပေးလိုက်ပါတယ်